ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာစစ်ကောင်စီနဲ့အာရခတပ်တော် A တို့နှစ်ဖက်အပြန်အလှန်နဲ့ကြီးတွေဒရုန်းတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီဟာတပ်နဲ့မှုယုံဆိုင်ရာစစ်တွေတပ်နယ်ရဲ့တခုရီးသောအမြောက်တပ်အမတ်တ3.3မှုနှစ်ထပ်ပန်လာတွေစောက်ပြီးခံစစ်အခိုင်အမာပြင်ဆင်နေတယ်လို့သိရပါဗျ။ဗန်နူလာရိတ်တာအတွင်းမှာလည်းတန်ချက်ကနှစ်စီးကိုရင်းတင်အသင့်စုဖွဲ့ထားပြီးခန်းစစ်အတွက်ပြင်ဆင်နေကြကာ ဗျူဟာရင်ရင်အုပ်စုတွေကိုလည်းနမေကန်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဆင့်အထိတိုးထားတယ်လို့သိရပါဗျ။ AA ကဒူးနန်တဲနဲ့ဝင်လာတိုက်မာကိုစိုးရိမ်နေတယ်။အင်အားတွေလည်းတောင်းလျှောက်ဖြည့်တယ်။ဒီနေ့မနေ့ဝါဘိုဘက်ကိုစစ်တပ်က2နာရီနီးပါးဒရုန်းတွေသုံးပြီးတိုက်ခိုက်ထားတာရှိတယ်လို့စစ်တွေဒေသခံတူက ARD Times ကို ပြောပါဗျ။စစ်တောင်စီအားစစ်တွေမျိုးရှိဗျူဟာ၃ခုကိုရွှေမင်းငံဘက်ပြောင်းရွှေ့ထားပြီး ပင်လယ်ပြင်မှာရင်ရင်ချင်းငယ်40နီးပါးနဲ့တက်နန့်ထားကမက်စလာ6ရဲ့မနက်ဖွနာရီခန့်ကစပြီးဝါဖို့ကြေးရွာကိုဒရုန်းပုံးတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာကြောက်ဖြူတိုက်ပွဲမဖြစ်ခင်ကကြောက်ဖြူရှိချင်းနှင်းချင်းမြန်တရင်သမှုကစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုစစ်တွေရှိတရင်တွေကိုပို့ထားပြီးအခုမက်စလာတွင်စစ်တွေကိုစစ်ကောင်စီကလူအပ်တဲ့ခဲရမ်းတဲ့ရိတ်ခါတွေ၊ဘလူးရီအားတွေကိုရေချောင်းနေချောင်းကတဆင့်ပို့ဆောင်နေတယ်လို့သိရပါတယ်။